ဇာတပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလမှာရန်အတိုင်းခံအနှောင့်အယှက်တွေကြားရဖြတ်သန်းရမယ်ကိုယ့်ဘာမှာနှောင့်အယှက်တဲ့သူတွေကိုယ်လမ်းကြောင်းကိုတားဆီးတဲ့သူတွေနဲ့လည်းတွေ့တတ်တယ်စိတ်ရှည်သီးခံရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ် တပားသူဘက်ကဂတိပြက်လို့ကို့မှာဆောင်းရရတာဒီဒီလေနှောင်းနှင်းချန်ကြလိမ့်မယ်မထင်မှတ်ဖဲအောင်မြင်တဲ့လမ်းကြောင်းဖြစ်တယ်ကိုကိုပန်ရက်တီချက်နဲ့လောက်ကန်ဆင်ပြေမယ်အတူတွဲတဲ့အုပ်စုတွေစူပေါင်းလုပ်တဲ့အုပ်စုတွေတွေအုပ်စု꿰မယ်လူသစ်တင်တယ်လည်းပြန်လဲဆက်ဆံတတ်တယ်စာရွက်စာတမ်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်းဂတိပြန်လဲတိဆောက်ပြောဆိုခြင်းအခက်အခဲဖြေရှင်းခြင်းတွေအတွက်ကောင်းတဲ့နေသား တို့တဲ့တဲ့ကံလေးတွေပေါ်ပေါက်မယ်15ရက်နေရာရံများမယ်တိုက်ခတ်များမယ်16ရက်နေမှာမိကောင်းဆွေကောင်းထောက်ခွေရမယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်18ရက်နေ့ဝေကျေးပေးယူတည်ထားမယ်မတော်တဆအနေဖြစ်တာကယူဆရမယ်အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နိုင်တွင်သွားလာကယူဆရမယ်16ရက်နေ့ရောငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနေချုံမယ် စကောရဲ့နေ့မှာရံများမယ်မနာလိုသူပြောမယ်ပေါ်များမယ်အတိုက်ခံများ20ရက်နေ့ကတော့အေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်21ရက်နေ့မှာရပိုင်권နဲ့လက်ဝဲပြန်လဲရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့အလောက်ချံရွယ်ချက်မှန်သမျှလက်တွေ့အကောင့်ထဲပေါ်တိုးတက်ခြင်းနဲ့ရှိမယ်။ဇာတပတိနေဗုဒ္ဓနဲ့တနင်္လာနေ့ဘွေးသူတွေကောင်းချိုးပေးမယ်တနင်္ဂနွေနေ့ဟင်္ဂါနေ့ဘွေးသူများ စိန်အောင်ရှေ့ပေးတတ်တယ်နဲ့ခေါ်ငါးကနန်းနေချိုးပေးတယ်အဖြူရောင်စိန်ရောင်မိခိုးရောင်တို့ကိုဝယ်ပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ပါ19ရက်နေ့မေလမှာစာရွေး9ရက်ဆက်တိုက်အမေသားဆောင်လိုက်ပါထူးထူးခြားခြားကောင်းခြင်းတန်ကတ်တွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်